မင်္ဂလာပါရှင်ရှေ့တန်စစ်သားတွေအတွက်ငွေလာခလာရတစ်တုံများနဲ့တယင်ကမိုးရင်ဆေးတွေရောင်းချပေးနေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်အာနာတင်းစစ်တပ်ရဲ့ရှေ့တန်စစ်သားတွေအတွက်ဒီမိုးဆုံငွေတောင်အခြေဆိုင်ခလာရတစ်တုံများနဲ့တယင်ကမိုးရင်ဆေးဝါးတွေရောင်းချပေးနေတယ်လို့ကရင်ရဲ့အမျိုးသားများကကွယ်တဲ့ KNDF ထံအလင်းဝင်ရလာတဲ့စစ်သားတို့ကပြောပါတယ် အဆိုပါစစ်မှုထံတတအောင်ကိုကိုဟင်းကိုပိုင်နံပါတ်ပါစာ1နဲ့5 306ကစစ်မှုထံအဖြစ်ပေါ်တာဆွဲချင်းခံရပြီးစစ်မှုထံအပတ်စဉ်5မှာတင်နန်းတက်ရောက်ကလိုက်ကိုကိုပို့ဆောင်ချင်းခံရတာဖြစ်တယ်လို့ဆိုထားပါတယ်။အဲ့ဒီနောက်မိုးပြေရှစ်တန်းကို3လကျော်ကြာပို့ဆောင်ခံရပြီးနောက်ဒီမိုးဆုံမြို့နယ်ထိုးစစ်စစ်ကြောင်မှာပါဝင်လာခဲ့ပြီး KNDF ထံထွက်ပြေးအလင်းဝင်ခိုးလွန်လာတာဖြစ်ပါတယ်။ ဒီမော့ဆုံမြို့နယ်ရှစ်တန်းမှာလည်းစစ်တပ်ဖက်ကပြည်သူနေအိမ်တွေမှာရှိတဲ့ပစ္စည်းတွေအားလုံးကိုယူဆောင်ခြင်းမိကျိုးတွေကိုစေးခွာရောင်းချခြင်းနေအိမ်မိရှုခြင်းတွေကိုလည်းလောက်ဆောင်နေတယ်လို့ထွက်ဆိုထားပါတယ်။ပြီးခဲ့တဲ့စက်တမလာ30ရက်နေ့ကလည်းစစ်တပ်ရဲ့ရှစ်တန်းထိုးစစ်အတွင်းစစ်ကြောင်ထိုးလိုက်ပါလာတဲ့ Loyal အခြေဆိုင်ခလာရ26တက်ကစစ်မှုထမ်းတပ်သား2ဦးက MA1 တနက်နယ်လက်နဲ့ခဲယမ်းတွေယူဆောင်ကအလင်းဝင်လာခဲ့ပါတည်တယ်။ စစ်တပ်ကဂရနေပြင်းတဲ့အတွင်းနေမြပြန်လည်ရရှိဖို့ပိုးပြည်သူစစ်ပြန်တို့တို့နဲ့ပူးပေါင်းကာရှမ်းဂရနေနက်ဆပ်မိုးပြဲမျိုးဖဲကုံမျိုးနဲ့တောင်စလုံးကျေးရွာနဲ့ဒီမိုဆိုဖရူဆိုဘောလကဲလမ်းမကြီးတို့မှာစစ်ရဲလှူရှာမှုတွေပြုလုပ်ကာဆက်ကြောင်ထိုးနေတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်ရှင်။